လက်ရှိနေပြအာမော်ရီနီယာမှာစားထိုးမဲ့မန်ယူနိုက်တက်နေပြတဲ့နာမည်ကြီးအကားစီစဉ်တင်ဆက်သူရစ်ချက်ဂီကမန်ယူနိုက်တက်နဲ့ရိုဘတ်အာမော်ရီကိုဆက်ပြီးထောက်ခံတင်ရလာလို့မေးခွန်းထုတ်ခဲ့ပြီးပေါ်တူဂီလူမျိုးနီးပြနေရာမှာစားထိုးတင်တဲ့နေပြကိုပြောပြလာခဲ့ပါတယ်။မန်ယူနိုက်တက်ရဲ့ဆိုးဝါးတဲ့ပြည်တွင်းခြေချောင်းဟာတနည်းနည်းနဲ့ညနေမှာဦးကိုတကူကုန်းရှိနေရှုံးနေခဲ့ပြီးနောက်ဆက်လက်မြင်တွေ့ခဲ့ရတာဖြစ်ပြီးဒီရီ15ပွဲမြောက်ရှုံးဝယ်ပြီးမက်ဘေးဂျာရဲ့ဆင့်ဆက်လေးနေရာမှာရပ်တည်နေရတာပဲဖြစ်ပါတယ်။ DNU ဟာကြာသပတေးနေ့ညကလိုင်းယွန်းနဲ့ကစားခဲ့တဲ့ယူရိုပါလိကွာတာဖိုင်နယ်မှာမြုံနိုင်မကန်ပွက်နိုင်ပွဲကိုပြုလုပ်နိုင်ခဲ့ပေမဲ့ ။သုံးရက်ကြာမှာကစားခဲ့တဲ့ပွဲမှာတော့ဒီဘွက်ကခြေစွမ်းမှုမမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။အကသာရုပ်တန်တင်ဆက်သူ Richard Gee ကစိတ်ပြက်ပွဲရှုံးခွဲပြီးအိုဒဘွက်ကအမော်ရီရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။မေးချင်ရှိတာကနောက်ထပ်ပေါင်တန်း150ပေးသုံးပြီးမန်ယူနိုက်တက်ကိုပြန်တီဆောက်ဖို့အတွက်ခရမ်းတုကိုယုံကြည်မှုပေးမှလားလို့ Binsport မှာ Richard Gee ကမေးမြန်းခဲ့ရမှာ Andre Gee ကယုံကြည်မှုမပေးဘူးဆိုရင်လည်းဘာလို့ရှိသေးလို့လဲ။ဒါကမှမေးခွန်းထုတ်ရမှာပေါ့လို့တုတ်ပြန်ခဲ့ပါတယ်။ Richard Gee ကခမကျွန်တော်ကိုဒီမေးခွန်းဖြေစေချင်သလား။အဲ့ဒါဆိုရင်တော့ Gareth Southgate ပဲလို့ပြောကြားလာခဲ့ပါတယ်။ ်အန်ဒရီဂရီကဒီအဖြေကြောင့်အားအားသိငဲ့ပြီးနောက်ခမရဘယ်အချက်ကိုကြည့်ပြီးဒီလိုပြောတာလဲလို့မေးမြန်းခဲ့ပါတယ်အဲ့ဒီအခါရစ်ချတ်ဂီကသူအင်္ဂလန်ကိုရူရိုဘိုဒူပွဲနှစ်ကြိမ်ပို့ပေးနိုင်ရတဲ့အပေါ်မှာအခြေခံပြီးပြောတာပါသူကဒီနေ့ခေတ်ကစားသမားတွေကိုနားလည်နိုင်စွမ်းရှိပြီးအဲ့ဒီကစားသမားတွေသူတို့ကိုဒရုန်းနဲ့သူတို့ကစားပေးနေတဲ့အတင်းအတွက်ကောင်းမွန်နေတယ်လို့ခံစားရအောင်လုပ်ပေးနိုင်ဖို့လိုအပ်ချက်တွေကိုလည်းတည်တယ်သူကအာယုံလေစားမှုနဲ့စိတ်ခွန်အားပေးတဲ့နေရာမှာလည်းဆရာတပါးပဲလို့ပြောကြခဲ့ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချက်